Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 6ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နေ့လူတော်မှတစ်ချက်လောက်ကြည့်လာအောင်နော်ဟုတ်ကဲ့အရင်ဆုံးလူရီတူရှင်သတင်းလေးတစ်ချက်ဖတ်ကြည့်လိုက်မယ်နော် ချမ်းဖက်အာနာရှင်မင်းအောင်လိုင်ကိုလက်နက်ကင်တိုက်ဖြိုးချအမြင့်ဖြတ်မှတိုင်းပြည်တည်ဆောက်နိုင်ပြီဖြစ်ပြီးတဖွဲ့အစည်းဖြင့်လုပ်ရမရကြောင်းတအောင်တည်ရတယ်လီဘိုချုပ်တာမုံကျော်ကထပ်မံပြောဆိုလိုက်တဲ့ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဘိုချုပ်တာမုံကျော်ကတော့ဒီမင်းအောင်လိုင်ကိုတော်လှန်ဖို့မင်းအောင်လိုင်ကိုဆက်ပြီးချဖို့အများနဲ့တော့အတန်ထွက်နေတယ်ပေါ့နော်တည်ရတယ်လီကဘလို့ရဲ့နောက်ဆုတ်လင့်ကစား ဘုဇုတ်တာဘုံဆိုတဲ့အသံတွေကတော့အများအားကျွန်တော်ကြားနေရတာဖြစ်တဲ့အတွက်ပေါ့နော်ထူးခြားမှုတွေရှိလိမ့်မယ်လို့ယုံကြည်တယ်အဲ့တော့ TLN နေဖြင့် NUG PDM များဖြင့်ချိတ်ဆက်အလုပ်လုပ်ခဲ့ပြီးຫນွေဦးတော်လိုင်းရင်းနဲ့လည်းချိတ်ဆက်ခဲ့ကြောင်းရင်းအပြင် TMP TCS OK တို့တော့တအောင် CSO များနဲ့ပူးပေါင်းပြီး TPCC တောင်းအမျိုးသားအတိုင်းပင်ခံကောင်စီကိုလည်းဖွဲ့စည်းခဲ့ကြအောင်လောက်ဆိုပါတယ်တဲ့အဲတော့စစ်အာဏာရှင်မင်းအောင်လှိုင်ကိုဝိုင်းတိုက်ရင်ဖြစ်တစ်ဖက်တွင်လည်းတိမ့်ပိုက်ထားသောဒေသများတွင်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးကာကွယ်ရေးများကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်တဲ့မင်းအောင်လှိုင်ကိုကျွန်တော်တို့ဝိုင်းတိုက်ရမယ်ဒါပေမဲ့အဲ့ဒီဝိုင်းတိုက်စူးစမ်းနေတဲ့အချိန်မှာငါတို့ရဲ့ socialty ငါတို့ရဲ့ဒေသငါတို့တတ်နိုင်ဆုံးသော justice ready ဖြစ်အောင်စူးစမ်းရမယ်ငါတို့စီမံအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုကာကွယ်ရေးအစအတတ်နိုင်ဆုံးသောငါတို့လိုချင်တဲ့ပုံစံဖြစ်အောင်တည်ဆောက်မယ် ို့ဘိုးချုပ်တာဝန်ကျော်ကသတင်းရေးထားတာတွေ့ရပါတော့အဲ့တော့ဘလို့ပြောပြောတာဒီ TN အနေနဲ့ပတ်သက်ပြီးတော့ဘိုးချုပ်တာဝန်ကျော်ကသတင်းစကားပါနေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်နော်ကြည့်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မန်လေးတိုင်းတောင်တာမြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းဂိတ်များကိုထွန်လိုက်တမြတပြိုင်နက်တဲ့ဝင်ရောက်တိုက်ခတ်သိမ်းပိုက်မှုစစ်သား၃កောင်မြေရောစာဖြစ်ပြီးစစ်တပ်ကတဆုတ်ခေါ်ထွက်ပြေးသွားကြောင်းမြင်းချန်ခင်အမှတ်၃တိုင်မှာတာဝန်ရှိသူကသတင်းပေးပို့ထားတယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီမှာဆိုရင်ကျွန်တော်ခြေကုပ်ယူထားတဲ့မကြီးရိုးဂိတ်ပိတ်တနိုးတောင် စကြာအထွတ်တန်လန်းဂိတ်များကိုမြင်းချိုင်ခင်အမှတ်သုံးတိုင်ကတပြိုင်နက်တည်းဝင်ရောက်တိုက်ခဲ့ကြအောင်မကြီးယိုဂိတ်ရှိစစ်တပ်ကတော်လိုင်းတည်းမြဝင်ရောက်ပစ်ခတ်သည့်တွင်အပြိုင်ဆိုင်ထွက်ပြေးသွားကြကြောင်းအဆိုပါဂိတ်တွင်ဘန်ကာ၁၃လုံးရှိတော်လဲအားလုံးထွက်ပြေးသွားကြအောင်ဘန်ကာများအတွင်းတိတ်ဆုံးနေသောစစ်သား၃ကောင်ရဲ့အလုံးများအလောင်းများကိုတွေ့မြင်ခဲ့ကြကြောင်းဒဏ်ရာရှိသူများစွာရှိနိုင်ပြီးစစ်တပ်၏ဘန်ကာများကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါပါခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင်ဒဇာမုံလာပြည်နယ်တခိုးကြီးညအပြော်တန်းချက်လာခိုးသူကို ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှရှမ်းမြောက် ရှမ်းပြည်နယ်လွတ်တော်မဲဆန္ဒနယ်အမတ်လောင်းဆိုင်းရွှေတီနဲ့တားဖြစ်သူဆိုင်းကျော်ဆိုမိုတို့ကထိုးကျိတ်ရိုက်နေရမှာတေးဆုံသွားကြောင်းတောင်ကြီးရဲသတင်းများသတင်းပေးပို့ထားလို့သိရပါတယ်။ PPP ပါတီအမတ်လောင်းဆိုင်းရွှေတီတားဖြစ်သူဆိုင်းကျော်ဆိုမိုတို့ရိုက်နေမှုကြောင့်လော်တာခေါ်ဆိုင်းထွန်းစာတီနေရှိကွန်ကရစ်လန်ခင်းသည့်ရေမြောင်းပေါ်တွင်ပလက်အနေထားနှင့်နဖူးပေါက်ပြဲတွေးထွက်တရားများဖြင့်လဲကျတေးဆုံသဖြင့်တောင်ကြီးမြို့မှရေစကန်ကရာဇသက်ကြီးပုံမှ300နှစ်မြင်းဆောင်တစ်တစ်လေးဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်ခင်ဗျာ။အဲ့တော့ တတခါရပြပြပြပါတီကဒီလိုမျိုးကိုယ်စလဲတရားပါနော်လူတက်ဖို့ဝေမလေးတဲ့ပုံစံတွေ့နေရပါတယ်နော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်။အမုံလာပြည်ညမှာစက်ခိုးသူကိုရိုက်တိုက်ခဲ့တဲ့ PPP ပါတီကိုယ်စားလှယ်လောက်အကြောင်းမှာပြီးခဲ့တဲ့နိုဝင်ဘာလရဲ့တစောင်းမုံလာပြည်ညမှာ စက္ကူတူတအုပ်ကို PPP ပါတီရဲ့တောင်ကြီးမဲဆန္ဒနဲ့အမတ်တေကနေဝင်ရောက်ရှင်မြိုင်မဲ့ကိုဇလဲလောင်ဦးဆိုင်ရွှေတီနဲ့တူတာဟာသူတို့နေနဲ့ကြက်ဝင်ခိုးခဲ့တဲ့သူတအုပ်ကိုရိုက်တက်ခဲ့တယ်လို့သိရပါတယ်ကျဝင်ခိုးတဲ့သူဟာဦးဆိုင်ရွှေတီနဲ့ပေကျင်းကနေရင်ကလူငယ်ဖြစ်ပြီးတော့တစောင်းမိုးလာပြေတခိုးကြီးညညမှာလူငယ်တဘာဝချက်ပြုတ်စားတော့ကျဝင်ယူတာလည်းဖြစ်ပါတယ်။ အဲ့လိုစက်ကိုသူလူငယ်ကိုရိုက်တက်ခဲ့တဲ့ PPP ပါတီကိုယ်စားလှယ်လောင်းနဲ့သူ့ရဲ့သားကိုစစ်ကော်မရှင်လောက်ကန်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေလှုပ်ဆောင်နေလို့သိရပါတယ်။အခုဖြစ်စဉ်ကိုကြည့်ရင်အတူရောင်ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့သူတွေဘလို့လူစားတွေလဲဆိုတာသိနိုင်ပါတယ်။တကူးစင်းကညဆိုတာမြန်မာမှာတလေထုံနှံ့လို့ဖြစ်နေတာအကျိုးစီးပွားပြည့်စင်အောင်ခိုးယူတာမျိုးမဟုတ်ပဲပျော်ပါဖို့ဆိုရင်တကူးစင်းညမှာခိုးယူတဲ့အရာတွေကိုလူကြီးတွေကခွင့်လွှတ်ကြတယ်။ဒါပေမဲ့အဆိုင်ရွှေဒီလိုရက်ကတော့ပြောစရာကိုမရှိတော့ဘူးလို့တောင်ကြီးမြို့ကန်တအူးကပြောပါတယ်။ ခုလုံလူသားမှုကျွလွန်ခဲ့တဲ့ဦးဆိုင်ရွှေဒီဟာစစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်ခွင့်မရတော့ပဲကိုစလဲလောင်းစိန်ကနေပယ်ဖျက်ခံရတော့မှာဖြစ်ပါတယ်။စက်ခိုးဖို့ကြိုးပမ်းသူကိုတည်တည်ချီရိုက်တက်ခဲ့တဲ့ဦးဆိုင်ရွှေဒီရဲ့လုပ်ရဟာလူခရင်နဲ့စာနာမှုကင်းမဲ့တဲ့လုပ်ရဖြစ်တယ်လို့ဒေတာကန်တွေကရှုမြင်ကြပါတယ်။ ရေရိုးခိုးမှုတစ်ခုကိုလူသေးတဲ့အထိကင်တွယ်ဖြစ်ရှင်းတာဟာအချို့မညီတဲ့အင်အားသုံးမှုဖြစ်တဲ့အတွက် PPP ပါတီကပြည်သူလူထုကိုတရားဝင်တောင်းပန်တင်နေလို့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ဆက်လက်ပြီးဖရိုဆိုထားလေနန်းဖဲဘော်လကဲလမ်းမိုင်းကဲကြားရတယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးဟိုဝင်ကြီးလုံးမဲ့တယောက်ကဒီလောက်ရက်ဆက်နေတယ်ဒီကောင်လေးသားနော်။နိုင်ငံအာဏာရဒီမှာအာဏာတွေရပြီးဝင်ကြီးနေတာဖြစ်သွားကြည့်ပြည်သူတွေရရစားရှိမှာမဟုတ်တော့ဘူးเนาะအဲဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်မျိုးတို့ဘက်ကလည်းပေါ့เนาะဒီပြူထားတာနားထောင်ကြအောင်เนาะ ဒိုဘာလေးရည်မနေ့ကမနေ့နှစ်နာရီ30လောက်ချိန်ပါဘောနော်အမျိုးသားတစ်ယောက်ကအဲ့ဧတာမျိုးရက်ွက်တက်နေမြင့်နှစ်မှာရှိတဲ့ဒီဦးဆိုင်ရွှေတီဆိုတဲ့လူရဲ့နေအိမ်ဝန်းထဲမှာရှိတဲ့တစ်ပင်ပေါ်မှာအိတက်တက်နေတဲ့ကြက်တွေအဲ့ကြက်တွေကိုနော်အဲ့ကြက်တွေကိုဦးအဲစိုင်းထွန်းစာလို့ခေါ်တဲ့လော်တာဆိုတဲ့ပုဂ္ဂိုလ်ကလော်တာခေါ်စိုင်းထွန်းစာပေါ်ဆိုပုဂ္ဂိုလ်ကနေပြီးတော့ အဲ့ဒီချက်တွေကိုလာခိုးတယ်ပြောရရင်တော့ပန်ဆယ်လိုအတွက်ခူးပန်ဆယ်လိုညအတွက်ခိုးတာပေါ့ဗျာအဲ့ပြောရရင်တော့ကျွန်တော်တောတွေပါလဲရှိပါတယ်ဟိုသူများအိမ်တွေမှာချက်တွေဘဲတွေကိုကိုးပြီးတော့အဲ့အဲ့လိုအဲ့လိုညတခုညညပန်ဆယ်လိုညညဆိုရင်ချက်တွေဘဲတွေခိုးပြီးချက်စားတာအဲ့ဒါပြောလို့ချက်လို့ရတာပြန်နောက်ကြိုက်ဆိုဆိုအဲ့ဒီပြောကကျွန်တော်တို့ဘာကောလဲသူများအိမ်ကလဲတွေကားတွေစိုက်ကယ်တွေလမ်းလေးပေါ့လမ်းလေးပေါ့တင်ထားအချံချံတကိုင်းတွေဖြုတ်အပြင်ဖြုတ်တာအာခမဲခိုးစားဖို့ရအောင်ရပါတယ်သူချက်စားဖို့လို့တယ်ထင်ပါတယ်အဲ့လိုလုပ်တဲ့ခါကျတော့ အရှင်ကတိတ်သွားတဲ့အခါကျတော့အဲ့ဒီအရှင်ဦးဆိုင်ရွှေထီးနဲ့သူ့ရဲ့သားကျော်စိုးမိုးဆိုင်ကျော်စိုးမိုးဆိုတဲ့ပုဂ္ဂိုလ်တော့ကနေပြီးတော့ဒီလိုခိုးဟာကောင်းလားဆိုပြီးရိုက်နဲ့ဖမ်းဆီးပြီးတော့ရိုက်ထည့်တယ်ရိုက်တာအရိုက်လွန်သွားတယ်လက်လွန်ချင်လွန်ဖြစ်သွားပြီးတော့အဲ့ဒီခုနဒီပါလဲဆိုတော့အဲ့ပုဂ္ဂိုလ်ကနောက်ဆုံးရိုက်လွန်ပြီးတော့တည်သွားတယ်ကဲဖြစ်စဉ်ကပြီးခဲ့တဲ့24နိုင်ယူမှာဖြစ်ခဲ့တာเนาะအဲ့တော့တည်သွားတဲ့အခါကျတော့ဗာဆက်ဖြစ်ကုန်လဲဆိုတော့လုတ်တဲ့လူကတားဖနဲ့ကဝိုင်းထိုးတာကြည့်တယ်ဘသူလက်ချက်နဲ့ရိုက်လို့ဘသူလိုက်လို့တည်လဲတော့မသိပေမဲ့တားဖနဲ့ကတော့ဝိုင်းထိုးတော့တည်ရတယ် ဝိုင်းရတော့သေးတယ်ဖမ်းပြီးနဲ့ဝိုင်းရတော့သေးတယ်အဲ့တော့သေးတာတော့ဘု து လက်ချက်လို့လို့မင်းတားဖတ်နေတော့မှတာဝန်ရှိသွားပြီအဲ့တော့အဲ့လူကကြည့်လိုက်တော့ဘာလဲဆိုတော့လာမယ့်ရွေးကောက်ပွဲမှာအေးတာမျိုးနယ်ရဲ့ပြည်နယ်လွတ်တော်ကိုယ်စားလှယ် PR အတွက်ဝင်ပြိုင်နဲ့ပြည်သုံးလုံးပါတီကကိုယ်စားလှယ်အောင်တဲ့ကဲဇလန်ရှုပ်ကောအဲ့တော့ရှုပ်ပြီပေါ့ဗျာဇလန်ရှုပ်ပြီပေါ့အဲ့တော့ခုနပန်ဆယ်လိုကတ်လို့ဖမ်းတယ်ပြီးလည်းပြီးဖမ်းအောင်လို့လက်လုံချင်လုံရိုက်တယ်ပြီးလည်းပြီးတော့အခုတော့ဟိုလူကသေးသွားတယ်ကိုကခိုးတာလေးကခိုးတယ်ဆိုတာခိုးမှုလေးတမှုပဲရှိတယ်ကိုကရိုက်တက်လိုက်တာ ေသွားပြီလက်လုံချီလို့တေတဲ့ထိရိုက်ရိုက်ပြဆိုဖြစ်သွားတယ်အဲ့တော့ပါဆက်ဖြစ်လေနော်နေနိုင်တဲ့အဲ့ပြီးတော့လုံးပါတီကကိုယ်စလောင်းอ่ะအဲ့ဒါဘယ်လိုဘယ်လိုသူရှောင်မလဲမသိဘူးကိုယ်စလောင်းလို့ကျွန်တော်အချမ်းမြင်သိရတယ်သူဘယ်လိုရှောင်ထွက်မလဲတော့မသိဘူးကျွန်တော်အချမ်းမြင်သိရတာကိုယ်စလောင်းလို့သိရတယ်အဲ့တော့ဒီလူဘယ်လိုရှောင်ထွက်မလဲတော့ကျွန်တော်မသိဘူးသူ့သားနဲ့သူ့သားဘောပဲပုံချပြီးထိုးထည့်လိုက်ရှောင်ထွက်လို့ရတယ်လေဆိုတဲ့အခြေအနေပေါ့ရအောင်ရှောင်ထွက်သွားမလားဘယ်လိုလုပ်မလဲကျွန်တော်မသိဘူးဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတော့ပါတီကိုယ်စလောင်းကဗျာခင်ဗျားကလေဒီလူမျိုးများသူဥပဒေကိုနားမလဲတာလားလူတယောက်ကကျွန်တော်ခဏခဏပြောဘူးလေ ပျက်စီးတခုကိုလိုင်သာဖြစ်နေတယ်လို့ပါပဲခိုးတာခိုးမှုကျွလို့နေလို့ခိုးမှုကျွလို့ပြီးပြီသူကစားပြီးပြီအဲ့တော့သူ့ကိုဘာလို့ဖမ်းပြီးရဲအဲ့ရမယ်သူ့လို့မလုပ်ဘဲနဲ့ကိုကရိုက်နေဆုံးမတရားစီရင်နေဆိုတော့ကိုကဥပဒေထပ်ပြီးကျူးလွန်တာချိုးဖောက်တာဖြစ်တယ်မလုပ်ရဘူးကျွန်တော်ခဏပြောတယ်ဓမ္မအနေနဲ့လို့ပြောတာအဲ့တော့အခုလဲတာချက်ခိုးစားတဲ့ကိစ္စကချက်ခိုးတဲ့ကိစ္စကဒါပန်ဆယ်လုံညအတွက်လောက်တာလို့ကျွန်တော်ယူဆတယ်အဲ့တော့ဟုတ်သည်ဖြစ်မဟုတ်သည်ဖြစ်ဘလို့ဆိုတော့အဲ့လူကအရိုက်ခံလို့တည်သွားတယ်ပါတီကိုယ်စားလဲလောင်းဆိုတော့ပုံကူကလည်းသူရိုက်တဲ့ထဲမှာသူပါပါနေတယ်အဲ့တော့ သူကလည်းရိုက်တတ်သူဖြစ်မသွားဘူးလားနင်းထိုင်နေအဲ့တော့အဲ့ဟုတ်သူဘယ်လိုရှင်းမလဲတော့မသိဘူးသက်ဆိုင်ရာအာရုံဖွဲ့စည်းရတော့အဲ့ခေတ်ဆောင်အမှုတွေတော့လိုက်နေကြတယ်ပြောတယ်အဲဘယ်လိုဖြစ်မလဲလို့မေးရင်တော့ကျွန်တော်ထင်တယ်ဒါတွေကဥပဒေပုံမှန်တွေနဲ့အမှုဖွင့်ခိုင်းရမယ့်သဘောတော့ရှိတယ်ဒါမှမဟုတ်ကဲဒါတော့သိချာတယ်ပေါ့နော်အဲ့တော့ PP ပါတီက ဝင်ကြီးအဲဒီပြိုင်မဲ့သူဖြစ်နေတော့ပို့ပြီးတော့ကန်ဆုံးမယ်ထင်ပါတယ်နော်။ဘာလို့ဆိုတော့ PP ပါတရားခုချင်းမှာဆိုရင်ဂျက်ဖတ်မင်းအောင်လိုင်းမျက်နှာသာမပေးထားဘူးဆိုတော့နော်။အဲ့တော့ဘလိုပဲပြောပြောဒီကိစ္စတွေကစဉ်းစားကြည့်လိုက်တယ်ဆိုရင်ဒီလိုမျိုးကောင်းနေတာဝင်ကြီးဖြစ်ပြီးနိုင်ငံမှာရာစုတိုင်းရကြည့်ပြည်သူဘဝကတော့ရကြည့်ရှိမှာမဟုတ်နော်။ကဲနောက်ထပ်လည်းကျွန်တော်နားထောင်ကြည့်အောင်နော်ဒီအကျံဖက်မင်းအောင်လိုင်ကဒီခုချိန်မှာဆိုရင်ပေါ့နော်ဒီအမှုပညာရှင်တွေကိုတုံးချနေဆိုအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အခုကတော့ဖွဖွေးနဲ့အလင်းရောင်လာသူတို့နှစ်ယောက်ကဒီ နေတိုးတို့လိုမျိုးပေါ့နော်သူတို့အလုတ်ခိုင်းဖို့ခေါ်တဲ့အခါမှာလုံးဝမဆက်သွဲလို့ပေါ့နော်အခုချိန်မှာဆိုရင်သူတို့ကိုရေးယူပြန်ပြောနေတယ်ကြော်မျိုးမျိုးပေါ့နော်တကယ်ပြောင်းလဲပြောင်းစားကောင်ပေါ့နော်ဒီကောင်ပြောတဲ့ဟာနားထောင်ကြအောင်နော်နေရထိုင်တာနီးကြုံနေနော်အဲ့တော့ဒါတွေကလုံးကရှင်းပြရအောင်လက်ရှိပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဒီကိုနေတိုးတို့နေဝင်းတို့မြင်းမြတ်တို့အဲချူလေးမိမိမိုးတို့ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟိုဘာလဲဆိုတော့သိပညာပေးစကားမှာပါဝင်သူဆောင်မှု ပူအောင်ပေါင်သွင်းမှုရဲ့နောက်ဆက်တွဲကရက်တွေဖြစ်နေဟိုဘက်အုပ်စုမှာပြည်ပြည်အုပ်စုကြားထဲမှာလှိုင်းနေကြတွေထနေတဲ့ကိစ္စပေါ့နော်ဆိုတော့ထပြီးတော့ကိုကိုနေတို့တို့မြင်းမြတ်တို့နေဝင်းတို့အပါဝင်မင်းမြင့်မို့လို့ချူလို့ပါဘူးသူတို့ဆိုတော့အခုအသွာလာနေတိုင်းပွင့်လပြန်ဆင်ကျင်နေရတယ်ကြုံသွားတယ်ပေါ့ဗျာသွားကျင်နေသွားလာကျင်နေလာသူတို့မလုပ်ရဘူးနုပညာရှင်တွေဆိုတော့ငိုတွေကလည်းဟိုသူတို့မှာစိုးရိမ်စိတ်ကရှိတယ်တခုခုဆိုသူကစိုးရိမ်တယ်နုပညာရှင်တွေကလုံးကဘာလို့ကြောက်လို့ဆိုတော့ပေးသက်မျက်နှာကိုကြည့်နေရတာပေးသက်ကျွေးထမင်းစားတယ်ဆိုပြီးပေးသက်မျက်နှာကြည့်နေရတော့ ပိတ်တဲ့တွေရဲ့အမြသူတို့မကြိုက်တယ်လို့ပြောကထပြီးဂိမ်းနဲ့ပေါက်မလားတခုနဲ့ပြစ်မလားတခုအမြသူတို့ဘွိုင်းကောလုံးမလားစသဒါအောင်နှုတ်ပြန်ရှင်နေစိုးရင်ကြတယ်အစိုးရင်တဲ့အတွက်နှုတ်ပြန်ရှင်နေလဲသွားလာစင်ကျင်ရဲ့အချိန်မှာဟိုဘက်အုပ်စုကလည်းအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့အုံနဲ့ကျင်းနဲ့အင်အားနဲ့ဒုနယ်တွေနဲ့ဝိုင်းတွန်းတယ်တွန်းတဲ့အချိန်မှာပြည်တွင်းမှာနေတဲ့နှုတ်ပြန်ရှင်နေအကုန်လုံးကအဲ့ဒါကိုအတူတူကပူပေါင်းပါဝင်ပြီးတော့ပြန်ပြီးတွန်းလှန်ပေးရမယ်ဒါငါတို့ဘက်ကအတူတူညီမျှသွားပြီနော်နှုတ်ပြန်ရှင်တို့ဂျင်းထည့်ယူမှာပေါ့နော် သူတို့ဆွဲဆွဲဆောင်နေတာဗောနော်အဲ့တော့ဘလို့ပဲပြောဒီအခုသူတို့ပြောခေါ်တဲ့နောက်မှာသူတို့ခိုင်းသမျှမလုပ်တဲ့အမှုပညာရှင်တွေကြတာဘလောက်ထိသူတို့ပြောလဲဆိုတော့တစ်ချက်ပြန်လာတော့ကြည့်အောင်နော်ကုမရရမှာဗောနော်ဆိုတော့အဲ့လိုအခြေမျိုးမှာကိုနေတို့တို့မြင့်မြတ်တို့အုပ်စုတွေကဝိုင်းကူပေးသွားတယ်သူတို့သူတို့ကူပေးတယ်သူတို့ကူပေးတဲ့အတွက်တစ်ဖက်ကအုပ်စုတွေကအဲ့ဒါကိုဒေါ်လာတွေထွက်တယ်စိတ်ဆိုးကြတယ်ဒါမကြည့်မနေဖြစ်ကြတော့ ဲ့လိုဖြစ်ကြတော့ခုအစိုးရဘာလို့ရလဲဆိုတော့မဟုတ်ဘူးဒါဆိုရင်တော့ငါတို့ channel တို့ပြရရှိလဲပူအောင်ပေါင်းလာမှုရှိရမယ်ဆိုတော့အားလုံးခိုင်းပါသူတို့ဒါသက်ဆိုင်ရာဒီလက်ရှိဒါရဲ့ focal ministry ကပြည်ချိုင်းဝန်ကြီးဌာနဖြစ်တယ်ပြည်ချိုင်းဝန်ကြီးဌာနတာဝန်ရှိသူတွေကဒါနှုတ်ပညာရှင်တွေအုပ်စုတွေအကုန်လုံးဖိတ်ခေါ်တယ်ဖိတ်ခေါ်ပြီးတော့ညှိနှိုင်းတယ်ဆွေးနွေးတယ်တိုင်ပင်တယ်ဟိုသူတို့ရဲ့အခြေအနေအားလုံးမိတာရဲ့ခံတယ်ပွင့်လို့ပြောရင်ပြည်ချိုင်းဝန်ကြီးဌာနတာဝန်ရှိသူတွေကဒီနောက်ပိုင်းဆက်ဆံတဲ့ပုံစံဟိုးလုံခဲ့တဲ့ဥဒန်းရွှေခေတ်နဲ့ဘာမှမဆိုင်ဘူးဥဒန်းရွှေခေတ်တုန်းကရှင်းတယ်လုံမလာမလို့လားနှခေါင်းနဲ့မိတာ ီဘက်ခေတ်ကျတော့ရှင်းရှင်းလေးပဲလုတ်ပေးပါဒါလေးတော့ကူညီပေးပါခင်ဗျာဆိုတော့မြစ်တဲခံတာဆိုတော့သူတို့ပုံစံတွေပြောင်းသွားပြီသူတို့ကိုယ်တိုင်ကအစားတွေးခေါ်ပြီး mindset တွေချိန်ထားပြီးပြီအဲ့ဒါကိုဒီဘက်ကအုပ်စုတွေကငါတို့ဒါအနိုင်ကျင်တယ်ဆိုဟာမြစ်တဲခံနေတာကိုအနိုင်ကျင်တာပါလို့သူကမြင်သေးတယ်ဗျမြစ်တဲခံတာကဲတော့ဗျာဒါလေးတော့ကူညီပါကူညီပါမြစ်တဲခံတာလေပတ်ခင်ဗျားတို့လည်းရှိမှာဒါလေးဖောင်းခဲ့ပြီးပြီဒါကြောင့်ကူရေးပါဆိုမျိုးသူတို့ကမြစ်တဲခံတယ်ဒါပေမဲ့မြစ်တဲခံတာကိုတစ်ဖက်ကပြည်ပြုတ်အုပ်စုတွေတရင်ရောက်သွားတဲ့အချိန်မှာကျတော့သူတို့ချိန်ကြောက်သူတို့လို့ဖိအားပေးသူတို့နဲ့သွားပြီးတရင်နေပို့တော့ဒီမှာရှိတဲ့ ဒီသက်ဆိုင်ဝန်ကြီးဌာနတာဝန်ရှိသူတွေကဒေါသထွက်တာပေါ့စိတ်တူတော့ပါဗျာတို့ကလည်းညီနိုင်တိုင်ပင်ပေးနေတဲ့ဟိုပြစ်တာရခံနေတဲ့ဂျားတွေကတို့တမင်ကိုလုတ်တယ်ဆိုတဲ့ဟာမျိုးတို့မှလည်းစိတ်ထဲမှာတော့ခံစားချက်ဖြစ်တာပေါ့တဘာဝလူတဘာဝပဲတလောက်ညီနိုင်ပေးနေတဲ့တိုင်ပင်ပေးနေတဲ့ပြောပြောဂျားတွေလုတ်တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ပြည်တိုင်းဝန်ကြီးဌာနကြတော့ဖမ်းဖို့စီးဖို့တာဝန်ရှိတဲ့ဝန်ကြီးဌာနမဟုတ်ဘူးပြည်တိုင်းဝန်ကြီးဌာနအလုပ်ကရှင်းတယ်နှုတ်ပညာရှင်တွေကိုကဲနှုတ်ပညာရှင်တွေကတော့ချိတ်ဆက်တယ်ချိတ်ဆက်ပြီးတော့ね UEC ရဲ့ဒီ UK ဘွဲအောင်မြင်ရေးအောင်နိုင်ရေးကမ်ပိန်းတွေမှာအဲတခါတခါနာနိုင်ငံတော်အတွက်အကျိုးပြုပြီးတော့ပါဝင်ပေးပါနိုင်ငံတော်နဲ့ကူညီပေးပါဆိုတာမျိုးကို သူကကြားနေပြီးတော့ညှိပေးတယ်ပြုပြချင်းညှိပေးတယ်ညှိပေးပြီးတော့အကဲမရရင်သူကဘာလုပ်ရလဲဆိုတော့ဟောမင်းဒီဘယ်သူတွေမပါဘူးလေလို့အာရောင်ရဖွဲ့စည်းတွေကမေးလာပြီဆိုတော့အဲ့ဒါပြည်ရေးဝန်ကြီးနာတာဝန်ရှိသူကဘာလုပ်ရလဲဆိုတော့ဘယ်သူဘယ်သူတွေတော့ကျွန်တော်တို့ညှိနိုင်တာမင်းသားပါအကုန်လုံးပတ်ခိုင်းပါနော်ဘယ်သူတော့လုပ်နေပါလဲဘယ်သူကတော့ဘလောက်နေပါလဲပြောရမယ်အဲ့ချိန်မှာလုံးဝမပါဘူးဆိုရင်ဘာလုပ်ရလဲဆိုတော့အသူဘယ်သူဘယ်သူတွေကတော့ကျွန်တော်တို့ဘလောက်ပဲအချိန်ချင်းဆက်သွယ်ခဲ့ပြီမဲ့တရားမတော်ပူအောင်ပါဝင်လာခြင်းမရှိပါဘူးအဲ့တော့ပူအောင်ပါဝင်မရှိတဲ့စီးရင်လေးကဒါလေးပါဆိုတော့မင်းတို့ကတော့မေးလိုက်တင်ပေးရတော့အဲ့တော့ခုစီးရင်က တက်သွားရင်အဲ့ဒီလူတွေကလုံးဝဘာဖြစ်မလဲဆိုလုံချင်းတက်ဖို့ကနေကဒီလူတွေကြည့်လိုက်မယ်ဒီလူတွေနောက်ကျရအောင်ဆိုဆက်လိုက်စစ်ပြီးရင်ပြီးရင်အဲ့ဒီကောင်တွေကတော့ဟောနိုင်ငံတော်ဖျက်လို့ဖေးစီလုပ်ခဲ့တဲ့ကောင်တွေဟုတ်ပြီလေဆိုအဲ့အကောင်တွေကနိုင်ငံတော်ဖျက်လို့ဖေးစီလို့တော့ဒီကောင်တွေကထိတ်ဆုံးရတယ်ထထွက်ကြတယ်နိုင်ငံတော်ကူညီပါဆိုတော့ဒီကောင်တွေကအကုန်လုံးပတ်ပြီးပြီးတော့ပုံပေါင်းမှမလုပ်ဘူးအဲ့ဒါဆိုတော့အဲ့အောင်ဒီကောင်တွေရှိနေတာငါတို့တော့ဘာမှတိုက်ပြီးတော့ဘာမှအသုံးစားလို့မရတဲ့ဟာတွေပဲဆိုတော့ဘာလို့လဲချင်းချောက်နော်ရှင်းရှင်းလေးခေါ်ယူပြီးတော့လုံချင်းတက်ဖို့ကနေခေါ်ယူစစ်စစ်မြင်နေလောက်ကိုရောလောက်တဲ့ခါကျတော့အဲ့အရာမျိုးထပြီးတော့မချင်းမနိုင်ဖျက်ကြပြန်အောင်ဆိုတော့ ကြားမှာကြားကညှိနှိုင်းပေးတဲ့လူကဘယ်တော့ညှိနှိုင်းပေးတဲ့ကြားတဲ့ရတော့အဲ့ဒါကိုဂလန်ကစံလုံးမှာတော့ခင်ဗျာဒီဘက်ကဟိုဘာခေါ်လဲဒီလူကြွေးတက်ဖို့ဝင်နေရအလုတ်ဝင်လောက်ရဝင်လောက်ရတဲ့ခါကျလူကြွေးတက်ဖို့ဝင်နေပေါ့အပြစ်မြင်တယ်ဒီဘက်ကပြင်ကျိုင်းဝင်ချင်တာကိုရှိသူတွေအပြစ်မြင်တယ်ကိုဘက်ကဖောင်းတာကိုကျတော့အပြစ်မမြင်ဘူးကိုဘက်ကဒီလောက်ညှိနှိုင်းပေးနေတာအပြစ်မအောင်ပြကြအောင်အဲ့ဒါမျိုးသွားတွေ့ရတယ်ကျွန်တော်တို့တွေ့နေရတယ်အဲ့လိုတွေ့နေရတယ်ဆိုတော့ဒီနေ့နိုဝင်ဘာ9ရက်နေ့ဟာလူပညာရှင်တွေတော်တော်များကိုနောက်ဆုံး last date ပေးထားတာ last date ပေးထားတာဒါဒီနေ့နောက်ဆုံးဒီနေ့ပြီးနော် ဒီနေ့ပြီးလို့မှမပေါင်းဆောင်ဘူးမလုပ်ဘူးဆိုရင် okay သူတို့မကူညီဘူးနိုင်ငံတော်ကူညီစရာအကြောင်းမရှိဘူးကွာဆိုရင် okay အဲ့ဒါဆိုရင်တော့ဘယ်ပုံကူတွေအဖြစ်တော့ကျွန်တော်တို့ပေါင်းကူညီဖို့ဆန္ဒမရှိဘူးလို့ပြောပါတယ်ပြီးရင်ဘသူတွေကတော့ကျွန်တော်တို့ဘလောက်ဆက်သွယ်ဆက်သွယ်မရပါဘူးလို့ဆိုတော့သူတို့ကအဲ့ report ကိုတဆက်ရလုံရွတ်တဖို့နေဆိုလွှဲပေးရတော့မယ်အစင်ရောက်ပြီအလွှဲပေးရတဲ့ခါကျရင်တော့အဲ့လုံရွတ်တဖို့နေတာဝန်ယူရင်အဲ့ဒါအိုက်ကြရင်တခါနာကြအောင်မထိခိုက်ကြအောင်မယ်အဲ့ကြတော့ဘလို့ဆက်လုပ်ကြမယ်ဆိုတော့တခါတရံကျရင်အမှုပညာသမားတွေအမှုပညာဒိန်အုပ်စုတွေက ကိုကိုကိုလည်းတိဖို့လိုတယ်ဗျကိုကတိုင်းပြည်ကိုအဖြတ်မောက်တော့တုန်းကထိဆုံးကထွက်ခဲ့ကြတယ် NLD အတွက်မဲဆွဲပေးဖို့ကြတော့ထိဆုံးကထွက်ပြီးတော့တခါတယ်နေမဲငါပြောတော့နော်ပထမဒီနေတို့တို့အဖွဲ့တွေကတကယ်ပဲစိတ်ပြန်ပြီးတော့ပြန်လဲသွားတဲ့ပုံစံနဲ့ပြောထားတာနော်သူတို့ဘလောက်တောင်ကြက်ကင်ထားလဲမသိဘူးနော်အဲ့တော့ဘာပဲပြောပါအဲ့လိုမျိုးပါသွားတဲ့သူတွေတော့ပြီးသူကတော့ BC လုတ်ပြီးသားပါတော့အခု BC ဘလောက်ထိရောက်လဲဆိုရင်ကျန်တဲ့သူတွေတော့ကြောက်ရအောင်မလုပ်ရဲကြပါနော်အဲ့ကြောင့်တော့မှဒီကောင်တွေချိန်ချောင်းနေကြတယ်အစားနဲ့ဘိုးချုပ်ကြီးမရောက်လာဘူးလို့ရစရာမရှိအောင်ပြောခဲ့ကြတယ်အမနေမျိုးအောင်ဆိုရင် ပြန်ဘိုးချုပ်ကြီးမရောက်လာရင် तू ပြောတာနေမျိုးအောင်ပြောတာနော်အာဟိုနိုင်ငံခေါင်းဆောင်လုပ်မယ်ဆိုရင်ပေမီတောက်မီရှိမှတော့ညံမီမှတော့ဟာကဲဘိုးချုပ်ကြီးမရောက်အဲ့လိုပြောခဲ့တာနေမျိုးအောင်ဆိုရင်စဉ်းစားကြည့်အဲ့လိုပြောခဲ့တာငါလူမင်းဆိုလဲမဲ့ကရွက်ကဲနော်အဲ့ဒါဆိုရင်တော့ तू तू သူ့ရဲ့ဒီချွေးမအဖန်ခံကိစ္စဒါရင်လဲဆက်ဆက်နိုင်ရနော်ဟာနဲ့ပြောခဲ့တာခင်ဗျအဲ့လိုပြောခဲ့ကြောင်းလေအဲ့လိုပြောခဲ့တဲ့လူတွေအဝိုင်းဒရိုင်ဝိုင်းဆိုလဲမဲ့ကရွက်ကနဲ့ပြောတာဗျာခင်ဗျအစိုးရကိုရကြံကြံပြောတာအဲ့အဲ့ဒီဇာကားတွေမှာဆိုခင်ဗျပြောခဲ့တဲ့လူတွေတန်းစီပြီးရွက်အကုန်ကုန်ပါကဲနေတို့လည်းပြောတာပဲလေနော်ပြောလေ နေတို့လို့ကြာဆိုတော့တော့နော်တကယ်ကောင်းနေပြီးရင်ဟိုဒါမှမဟုတ်ပူအောင်ပါဝင်လိုက်လူတွေနေထားမှပြောတော့ဘယ်လိုလဲပြောတော့နော်အဲ့တော့ဘယ်လိုပြောခဲ့ကြတာအဲ့လိုစော်ကားမော်ကားပူအောင်ပါဝင်ဘာမှမပြောလူကြီးတွေကဘာလဲမြစ်တာထားတယ်မြစ်တာထားပြီးဘာမှပြောဘူးဩပြောပါစေပြီးပြီးတို့ကနိုင်ငံတော်ကူညီပါမြစ်တာထားလို့တော့တော်တယ်နော်နိုင်ငံတော်ကူညီလဲဆိုငါကျင်တတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ငံတော်ကြီးခဲ့တယ်ဒီလိုနေတာငါတဲတော့ပြောကွာငါနိုင်နိုင်ငံတော်ရဲ့တောင်းတဲ့လမ်းစဉ်ကူညီပေးငါကျင်တတ်တယ်ကဲပေါ်မှနော်ကောအဲ့လိုနေတာအခုဒီနေ့ငါရဲ့နေနောက်ဆုံးမှာလူပညာတဲ့ပြောလို့မျိုးစားတော့ပြောရအောင် ပွန်းပေါင်းဘူးမလို့ဖုန်းဆက်တယ်လည်းမကင်ဘူးကိုနေကကျွန်တော်ပြောတဲ့နာမည်တစ်ခုရှိတယ်မကင်ဘူးဆိုတဲ့အဲသူတို့တချို့တော်တော်များအခုဆိုရင်ပူပေါင်းပေါင်းသားပြီကျွန်တော်ပြောတဲ့တချို့နာမည်တွေဟိုတနေ့ကကျွန်တော်ပြောတဲ့တချို့နာမည်တွေတော်တော်များအခုလူမြာလောကတွေကလူမြာတွေတော်တော်များ90ရာခိုင်နှုန်းထက်မနည်းအခုပူပေါင်းပေါင်းသားပါပြီကုညီပေးနေကြပါပြီ90ရာနှုန်းကျော်ပူပေါင်းပေါင်းသွားကြပါပြီအခုအခုဒီနေ့နောက်ဆုံးအချိန်ကြီးအခုပူပေါင်းပေါင်းသွားကြပါပြီဒါပေမဲ့တယောက်နှစ်ယောက်စကတ်ကြံနေတယ်ဥပမာကျွန်တော်နာမည်တက်ပြီဒီနေ့မှပြောပါမယ်အဲ့လူတွေအကြောင်းကျွန်တော်နာမည်တက်ပြောမယ်အဲ့ပုံကိုတွေက လုံးဝပေါ်ပေါ်မှုမရှိဘူးလို့ကျွန်တော်ညနေဆောင်ဒီဒီနေ့ညနေဆောင်ဒီရတဲ့ information ပါအဲ့ဒီလူတွေကဘယ်သူတွေလဲဆိုတော့ကားတို့သိပါတယ်သိပါလိမ့်မယ်မင်းသမီးဖူဖူနောက်ကတင်းဆောင်အလင်းရအဲ့ဒီနှစ်ယောက်ကတော့နာမည်ကြီးဆုံးပဲလုံးဝဖောက်ကော်လို့မရပွင့်လို့ပြောရင်တနေ့ကကျင်းပသွားတဲ့ကိုရွှေမန်းတို့ရဲ့မင်္ဂလာပွဲကိုတောင်အဲ့ဒီနှစ်ယောက်ကတက်သွားသေးတယ်တဲ့ဒါပေမဲ့ဖုန်းဆက်တယ်သက်ဆိုင်ရာဒီပြည်ကြိုက်ဝင်ကြီးနဲ့တောင်ရှိတဲ့ဖုန်းဆက်တယ်ဆက်သွယ်တယ်လုံးဝဖုန်းမကင်ပါဘူး လုံးဝဖုံးခိုင်းအဲ့တော့တို့မိဘတွေကနေစင်ဆက်သွယ်ပြောလဲလုံးဝဖုံးခိုင်းဘူးအကြောင်းလည်းမပြောင်းဘူးဂီယိုလည်းမဆိုင်ဘူးတဲ့ဒီနေ့ညနေထိကျွန်တော်တို့သိရတယ်ဆိုတော့ချင်းပြောရင်တော့နိုင်ငံတော်ကိုပူးပေါင်းကူညီပေးဖို့ကြတော့ဒီနှစ်ယောက်ကပါဝင်လာမှုရှိမယ်ဖွေးဖွေးဆိုရင်မလုပ်ခဲ့လေသူစီရန်လှူရှာမှုအလို့ဆိုအားပေးတယ်စစ်တပ်ကိုရရမရှိအောင်သူဝေဖန်ပြောဆိုတယ်ရရမရှိအောင်ပြောတယ်ပြီးဒီစဲအစိုးရဖော်ပေါ်မှာပြောခဲ့တာမျိုးစုံလုပ်ခဲ့တယ်ပြီးလည်းပြီးတော့ဟိုဟိုရောက်နိုင်ငံခြားရောက်သွားသူလို့ဟိုရောက်သူတရားသူလုပ်တယ်သူ့ပေး အဲဆုံးတာတော့ပြန်မလာအသတ်သမီးပေါ့အဲ့လိုဖြစ်ပြီးတော့ခေါင်းမမာနဲ့သူနေတယ်နေရင်လည်းအခုလည်းကြာရောဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့အခုလည်းကြာရောသူကိုယ်တိုင်ခံဝင်ထိုးတယ်ခံဝင်ထိုးလိုက်ပြီးတော့နောက်ပြီးခဲ့ကခံဝင်ထိုးပြီးတော့ပြန်လာတယ်ခံဝင်ထိုးတဲ့အချိန်မှာသူထိုးခဲ့တဲ့ဟာတွေရှိတယ်စားတွေရှိတယ်ပြီးလည်းပြီးရောအခုနိုင်ငံတော်ကူညီရဆိုတော့မကူညီဘူးမကူညီတဲ့အပြင်ခင်ဗျာဘာ response မှကောင်းကောင်းမလုပ်ဘူးဆိုတော့စဉ်းစားကြည့်ဘယ်လောက်ရိုင်းလဲဆိုတာဒါရိုင်းတာလို့ခေါ်တယ်ဗျာလူဟာကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာဝင်နေမှာပြီးတော့တော့ကျွန်တော်တို့မြန်မာတွေဟာရှင်းပြရင် ကိုတဲ့တရက်တမနဲ့ကြီးတဲ့လူကတရက်ကကိုဆက်သွယ်လာရင်တော့ကိုမအားလို့ရှင်တော့ပြန်ခေါ်တကယ်တော့စကားကိုပြောင်းလဲပြောင်းစားအောင်လို့လိတ်ပက်ပြီးပြောနေတာနော်သူတို့စောင့်ကြည့်သလိုဘယ်သူမှမကူညီချင်းဘူးလေဒါရှင်းနေတာပဲကူညီလို့ကူညီရကူညီရင်လည်းမှ BC လုံးမဲ့ဖွဲ့တန်းစီနေတာလေအဲ့တော့ဒါလှုပ်တင်လားမလှုပ်တင်လားအားလုံးလည်းသိပြီးသားပါနော်အဲ့တော့ဒီအမှုပညာရှင်တွေဒါမကောက်ဘူးပေါ့နော်တောင်ပန်းကြရင်ဒီကောင်တွေကခိုင်းရှင်နေဆိုရင်ဒီလိုပဲချင်းချောက်ပြီးခိုင်းနေမှာပေါ့နော် ပေါ်ပြီးတော့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ကိုပြောပါခင်ဗျာမကြိုက်တာကြိုက်တာခဏတာဟုတ်ကဲ့ပါခင်ဗျာဆိုတော့ရင်ကျင်းမှုလူရင်ကျင်းမှုရှိရတယ်ဒီကုန်းလေးမှာလူရင်ကျင်းမှုမရှိဘူးဆက်လက်မဆက်ပြောင်းအောင်လူရင်ကျင်းမှုလည်းမရှိဘူးကိုမလုံနိုင်ရင်လည်းမလုံနိုင်ရတဲ့အကြောင်းရင်းကိုတေချာရှင်းရှင်းလင်းလင်းပြောရမယ်ဆိုတော့လူရင်ကျင်းမှုရှိရမယ်လူရင်ကျင်းမှုလည်းမရှိဘူးဆိုတော့ကဲဒီလောက်လူရင်ကျင်းမှုမရှိစီးမရှိကမ်းမရှိလုံနေတဲ့သူတွေကဒါအမှုပညာရှင်ဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ပြီးတော့ရှင်းမှာလဲနော်ကဲအဲ့ဒီဖွဖွဲ့တော့ဆိုရင်အစောပိုင်းတော့ပြောချင်တော့ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဒီမှာဖိုးဖိုးတို့လင်းအောင်လုပ်နေပတ်သက်တဲ့ information အကုန်ရှိတယ်။ဥပမာတို့မွေးစေဝါတုံးတဲ့ကိစ္စတွေရတာရှိတယ်။စေကွဲပြီးတော့ပြက်ကွဲနေရတဲ့ဆာရှိတယ်။ဟိုမှာလောက်တာလောက်ရအကုန်အကွဲအကုန်မှာချက်တယ်။နောက်ပြီးတော့ဘလိုတွေနေတယ်ထိုင်တယ်ဆိုတာအဆနောက်ကျောင်းတွေအကုန်ဖောလိုက်အကုန်တိုင်းတွေထွက်လာဘောကနေထွက်လာရအရှာဘောကြောင်ဆိုတော့ကျွန်တော်ကြောက်လို့အစင်းသိနေတာတို့မကူဘူးတို့တွေလည်းတို့အလုပ်ပြန်ရှင်လွတ်လပ်ဆိုတာ၄ပါးစီဆွတ်စိတ်နဲ့နေခိုင်းတာလေပွန့်လည်းပြောရဒါပေမဲ့နိုင်ငံတော်ကူညီဖို့ကိစ္စမှာဒီလောက်မြစ်တာရဲ့ခံကူညီတောင်းလဲတို့မလုပ်ဘူးအဲ့ဖူးဖွေးနဲ့ အလင်းအောင်လုံးဝမပတ်သက်ဘူးမပောက်ဘူးမပောက်ဘူးမပါတော့မပောက်ဘူးဖုံးမကင်တာလေဆိုတော့ဩအဲ့လိုတွေ့ရတယ်အဲ့တော့ကြည့်ရတော့ကြည့်ရတော့တို့ကလည်းကြည့်ရတာတော့ဟိုတမိုင်းဝင်ခြင်းတွေထင်ပါတယ်တမိုင်းဝင်ခြင်းတွေထင်ပါတယ်တမိုင်းဝင်ခြင်းတော့အင်းစင်ကနီးနီးလေးရဲ့တက်တမဲအဲ့ဒါနေတိုင်းအင်းစင်ရောက်ဝင်သဘောရှိတယ်အဲ့တော့တခါကြရင်လည်းခက်တယ်ပေါ့ဗျာကျွန်တော်တို့လည်းပြောရခက်တယ်အဲ့တော့ဒီလိုမျိုးဖြစ်စင်နေအများကြီးရှိနေတယ် ဲ့တော့ဖူးဖူးရဲ့လေးအောင်ရတော့ထင်းထင်းရှားရှားထူးထူးချင်ချင်ကိုထွက်လာတယ်လောလောကလောကအာနာပိုင်ကြီးပြောတာတော့မှပဲပြကြိုက်ပြီးနေ request လုပ်တယ်အာနာပိုင်ကြီးမျိုးစုံဆက်တွေ့တာတော့သူက game site တွေပုံစံမျိုးတိုက်ပြီးလေ game site ဘယ်သူမှ game site ဆိုတဲ့ပုံစံမျိုးဘယ်သူမှ game site ကိုဘယ်သူပြောမရဘူးပုံစံမျိုးလုပ်တာအဲ့တော့သူတို့ရဲ့ဆရာသမားပုံကူတွေပေါ့နော်ပုံကူတွေနေလဲကိုလူတွေကိုတပည့်တွေကိုဆုံးမကြအောင်ပေါ့ဗျာကျွန်တော်တို့တွေမင်းမဆုံးမပါမဆုံးမဆရာမဆုံးမတွေဖြစ်ကုန်မှာလဲစိုးတယ်ကျွန်တော်အဲ့တော့ပုံရင်ပြောရင်โอเคတော်တော်ရိုင်းနေတာနော်ဆုံးမကြအောင်ကိုလူကိုကြည့်ကြအောင်မမဟုတ်ရင်နေထိုင်နေတက်တမဲအရာထောင်းနေရောက်ကုန်တော့မယ်အဲ့တော့ ကဲကြားတဲ့အတိုင်းပေါ့နော်အဲ့တော့သူတို့နဲ့သူတို့ကိုမကူပေးတဲ့အမှုပညာရှင်မှန်သမျှကိုအားလုံးပဲဒီလိုပဲချင်းချောက်ပြီးတော့အရေးယူမှသိကြရနော်အဲ့တော့ဖိုးဖိုးနဲ့လင်းရံသားဒီလိုပဲဆက်နေမယ်ဆိုရင်တော့တေချာပေါက်ထောင်တဲ့ရောက်မှသိကြရတယ်ဒါပေမဲ့လည်းအာတော်လိုင်းဖက်ကလူတွေကတော့ဗောနော်အဒီတက်ကတော့ဂုံကြီးတွေမှာဖြစ်ပါရနော်အဲ့တော့ဘာဖြစ်ဖြစ်တော်လိုင်းမှာတော့အားလုံးလည်းပြီးဆက်ထားကြအောင်နော် တခြားကျွန်တော်တို့တလိုင်းဖက်ချာမှာပါလာတဲ့အမှုပညာရှင်တွေဆိုရင်အားလုံးကိုထားခဲ့ပြီးမှထွက်လာကြတယ်ပိုင်ဆိုင်မှုဘာဆိုဘာမှသူတို့ပြန်မရတော့ဗောနော်အဲ့တော့အခုချိန်မှာဆိုရင်ဒီ နုပညာရှင်တွေဆုံးဖြတ်ဖို့လိုပါပြီเนาะမင်းအောင်လိုင်းစိတ်ကြိုက်ရှောက်လုပ်နေတယ်ဆိုရင်တော့ကိုယ့်ရဲ့တိတ်ခါလဲကြမယ်ပြီးသူကလဲလေးစားမှာမဟုတ်တော့ဘူးနောက်ပြီးတော့သူတို့စူးစားခဲ့တဲ့အားလုံးကတဲတဲ့ရင်လုံးပြန်မှဖြစ်ပါတယ်เนาะအဲ့တော့ဒီချိန်မှာပြီးသူကတင်မြောက်ထားတဲ့ဒီမင်းသားမင်းသမီးတွေကပြီးသူမျက်နှာကြည့်ဖို့အချိန်တန်ပြီဆိုတာကိုပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတော့โอเคအစားဆုံးကြည့်ပြီးတဲ့မြတ်ပြီးသူရောက်စတဲ့သူပဲကျေးဇူးတင်ပါတယ်ညချမ်းမှာနောက်ထပ်တဲ့တဲ့လုံးတွေပြန်ပြီးတွေ့ကြမှာเนาะ